ရခိုင်ပြည်နယ်ကနိုင်ငံရေးပါတီတစ်တခုဖြစ်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ဟာ2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲကိုလက်ရှိအနေအထားအရဝင်ရောက်ရှင်ပြိုင်နိုင်ပွဲမရှိဘူးလို့ပါတီတည်ထောင်သူဥပရှင်က CNN သတင်းဌာနကိုပြောပါရယ်။ရခိုင်တိုင်းရင်းသားများပါတီ RNP ကိုတည်ထောင်ခွင့်ကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဇွန်လ9ရက်ကခွင့်ပြုကြောင်းထုတ်ပြန်ခဲ့တာပါ။ဒါပေမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကိုမှတ်ပုံတင်ခွင့်ဟာမေလ9ရက်နေ့မှာပြီးဆုံးသွားခဲ့တာ။ ရွေးကောက်ပွဲမတိုင်ခင်မှာပါတီမှတ်ပုံတင်ခွင့်နေထက်မှန်ခွင့်ပြုပေးနိုင်ပွဲမရှိနိုင်ကြောင်းရခိုင်တိုင်းရင်းသားများပါတီ INP တီထောင်သူဥပရှင်က CNN သတင်းဌာနကိုပြောပါရယ်ရှိမှုရှိမှုရှာပဲအငယ်ရောကခုအငယ်ရံမှုရောက်တဲ့အခါကြည့်ရမှာပေါ့အင်တာနက်ဒီမှာဘာကြီးဘာကြီးငွေကြေးရဲ့ဒီဘာကြီးပါတဲ့ဥပဒေလင်းဥပဒေကိုအငယ်ရောလိုက်နာပြီးတော့ဘယ်လောက်ထိအမေရိကန်မှာ န့်စာရေးရှိမယ်။နောက်တော့တစ်ချက်ရေးသားပွဲမှာရောအဲ့လိုအငွေရောမတွေ့မိဘူးလို့ထင်တာပဲ။နောက်တော့ဆိုရေးသားပွဲအလွန်မှာပါဒီ energy ကိုတော့ဘုတ်တင်ပြီးရောရေးသားပွဲကြက်ပြားရေးသားပွဲဒီမှာဝင်လာတာတွေ့ရတယ်။အော်ဒါကယူဝီစီရဲ့သဘောထားတက်ဆိုင်တာအာနာရလာမဲ့အချို့ရရဲ့သဘောထားဘူးမှမခုမဲ့တော့တိုက်ရဲ့အချို့ကြမယ်လို့ထင်တာပဲ။ဒါနေမှာမုန်ကြီးဖေးရမှာပါဒီရည်ဒီလိုရမှာအခုကပါဒီရည်ဒီလို သူကပြေးရမှာမဟုတ်တာဗာဒီထောင်းမယ်ဆိုရင်ခမရရဗာဒီထောင်းပြရရဲ့လို့ပြောရတယ်အဲ့ဒီဒီနေဦးဒီပြတန်းကြရတဲ့အချက်လက်တွေအများကြီးအများကြီးရှိရပဲအဲ့ဒါတွေကိုအမေတို့ကတိုင်နာပြီးတော့ဆောင်ရွက်ပေးရမှာနေလကိုရဲ့နေလာနောက်ဆုံးသတ်မှတ်လိုက်တဲ့ချိန်လေဒီနောက်ပိုင်းမှာတော့ရေကောက်ပွဲကြီးဘာကြီးပြီးတဲ့ခါလဲတက်ပြီးတော့ဘာကြီးလေးရှောက်ထားရတယ်တော့ဒီချိန်ရေကောက်ပွဲပြီးမှလဲအဲ့လိုလုံတာကြီးတွေ့ခဲ့ရတယ်ဒီ energy ရောပတ်ပူတွေပြန်ကျပြီးတော့ သူကဘယ်ရေဝင်လာရတယ်ဆိုတော့2000ကျော်တော့ NND ကသူကဟိုဒီဟိုအဲဆယ်ဘောမှာရှိတဲ့နိုင်ငံရေးပါတီမှာမဟုတ်တာဆယ်ဘောမှာမြေဥပဒေတူရရခိုင်တိုင်းရင်းသားများပါတီ INP ကိုဧပြီလ10ရက်နေ့မှာနိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီးနှစ်လကြာမှပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီးရပ်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ9နဲ့အညီ ရွေးကောက်ပွဲကော်မရှင်ထံကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လျှောက်ထားရမယ်လို့ပြဋ္ဌာန်းထားပါတယ်။လက်ရှိမှာရခိုင်တိုင်းရင်းသားများပါတီ INP ဟာပါတီဝင်အင်အားမရှိသေးသလိုပါတီမူဝါဒတွေလည်းမချမှတ်ရသေးဘူးလို့ပါတီတီထောင်သူဦးဝရှင်က CNN သတင်းဌာနကိုပြောပါတယ်။အဲ့ဒါပါတီမှာပါတီမူဝါဒတွေကိုပါတီမှတ်ပုံတင်ဖို့ရှောက်တဲ့အခါအဲ့အရာကြီးအကုန်လုံးယူယူတင်ပြရမှာပဲအဲ့ဒါအမေရိကအပြည့်အစုံပါလာမှာပေါ့အမေရိကတို့ ပါတီဖြူအောင်မှုရှောက်ထားတဲ့လူတွေဒီနေချွေးနေပြီးတော့တော့ဒါတွေကိုဒီပါတီရဲ့လူဝါကြလုံးဝရင်းနေဖြစ်နေတတ်မှတ်ကြပြီဆိုရင်အဲ့ဒီတတ်မှတ်ခဲ့အားကြီးကိုဒီလိုသင်ပြရမှာပေါ့အဲ့ဒီတတ်မှတ်ပေးလိုက်တဲ့ဟာကိုမျိုးရှိကသဘောကျတဲ့ဟာကြီးရှိရောရှိပဲသဘောမကျတဲ့ဟာကြီးရှိပြီးတော့ဒါကြီးပါညာလူပြောပေါင်းလေးပြောပါတော့အဲ့ဒါဒီလိုရှိနေအဲဒီကဘာကြီးပြန်ပြီးတော့ဒီဖြည့်ဖြည့်ပေးရမယ်အဲ့ဒါကြီးပေါ်လာတဲ့အဲဒီကဘာကြီးချက် တူတယ်ရေဆိုတော့ကိုကလူကြီးနဲ့လုပ်တူကိုလောက်တော့ပတ်တယ်လေရခိုင်တိုင်းရင်းသားများပါတီ ANP ကိုတီထောင်သူဥပရှိဟံအရင်ကရခိုင်မျိုးသားပါတီ ANP မှာမူဝါဒရေးရာဦးဆောင်ကော်မတီဝင်တဦးဖြစ်ပြီးကြောက်ဖြူမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်မှာရခိုင်ဦးဆောင်ပါတီ AFP နဲ့ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP မျိုးတိုင်းရင်းသားပါတီခမည်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ UEC မှာမှတ်ပုံတင်ခွင့်ပြုထားတဲ့ပါတီတွေဖြစ်ပါတယ်။